။ယူနိုက်တက်မှာမက်ကွာယားလိုကောင်းဆောင်လေးလိုအပ်ပါရီ။အားလုံးမင်္ဂလာပါများ။မန်ချက်စတာဖုတ်ဘောဇော်နီတင်ဆက်နေပါရီ။မန်ချက်စတာယူနိုက်တက်ကအသင်းကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေပြီးတော့ရူဘင်အမော်ရင်ကိုချိန်သုံးနှစ်ပေးသွားမယ်လို့အတီလင်းကြေညာထားပါရီ။ဒီတော့နီပြအစ်စ်နီစနစ်အစ်စ်ဆိုရာတွေကိုမျှော်နေတာအထက်အမော်ရင်ဘာလုံးမလဲဆိုတာကိုပဲဆက်ပြီးစောင့်ကြည့်ကြရတော့မှာပါ။ရတဲ့ကိုပြန်လည်တည်ဆောက်ခဲ့တဲ့အချိန်မှာလူငယ်ခြေရက်တွေလိုအပ်တယ်လို့အသင်းကိုဥစားအောင်နိုင်မဲ့စီနီယာကစားမတွေလည်းလိုအပ်ပါရီ။ ညာတက်ကသူတို့ရဲ့ policy အစ်တတိုင်းပဲဥရောပကအလားလာကောင်းတဲ့လူငယ်ကစားမတွေကိုခေါ်ယူနေရင်းတပတ်ကလည်းအသင်းမှာရှိတဲ့ senior ကစားမတွေကိုစာချုပ်တက်တန်းတိုးဖို့ပြင်ဆင်နေပါပြီ Manchester United ကမကြာခင်စာချုပ်တက်တန်းကုန်ရှုံးတော့မဲ့ Harry Maguire ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါပြီညာတက်မှာခေါင်းဆောင်ကောင်းတွေလိုအပ်တဲ့အတွက် Maguire နဲ့စာချုပ်တွေချုပ်ဆိုဖို့စတင်ဆွေးနွေးနေပြီဖြစ်ကြောင်းအပြောင်းရှေ့ကရုကြီးဖြစ်တဲ့ Fabrizio Romano ကတင်ဆက်လာခဲ့ပါတယ် မကွာရရဲ့လက်ရှိစာချုပ်ကဒီနေ့တက်တန်တိုးထားတာဖြစ်ပြီးတော့ယာစီကုံရင်စာချုပ်ကုံတော့မှာပါမကွာရရဲ့တွေးကြုံတဲ့ရည်သွေးကြောင့်လာရောက်ချိတ်ဆက်နေကြတဲ့ပရီးမီးယားလိအသင်းတွေလည်းမြပြနေပါပြီဇန်နဝါရီဆိုရင်မကွာရကအတင်းတိုင်းနဲ့တရားဝင်ဆွေးနွေးပြီးတော့အကျိုးစာချုပ်ချုပ်ဆိုနိုင်တော့မှာပါဒီတော့ United ဘက်ကလည်းမကွာရကိုအိုးထက်ဖို့မှဆက်ရှိနေစေခြင်းပြီးတော့အများထက်လက်အုပ်မှုရရှိနိုင်အောင်လို့ဆွေးနွေးမှုတွေစတင်နေတာဖြစ်ပါပြီဒါပေမဲ့တခုရှိတာကမကွာရက Emirates နဲ့အတွက်အဓိကပွဲတော်ကစားမှတယောက်တော့မဟုတ်နေပါဘူး အသက်32နှစ်အရွယ်ဘောခံစင်မူမကွာရကဒီယာ United အတွက်လီပွဲ9ပွဲမှာ6ပွဲတော့အရန်ဖြစ်ပါဝင်ကစားထားပါသေးတယ်။မကွာရက2019မှာ United ကိုပြောင်းရွှေ့ခြင်းအမြင့်ဆုံးနောက်ခံလူဖြစ်ပေါင်တန်း80နဲ့စတင်ရောက်ရှိလာခဲ့ပါတယ်။အဲဒီနောက်တင်းကောင်းဆောင်တယောက်ပါဖြစ်လာခဲ့တဲ့မကွာရကဖိအားရီအောက်ကိုရောက်ရှိသွားခဲ့ပြီးတော့အမားရီမကြာကနာပြုတ်လုခဲ့ပါတယ်။မကွာရကဘောလုံးပြိသက်ကြားမှာလောင်ပြောင်စရာဟာသားတစ်ခု ဖြစ်ကာလာတစ်ခုကိုဖျက်တမ်းလိုက်ရပါသေးတယ်။ဒါပေမဲ့မကွာရကသူ့ကိုယ်သူပြန်လဲတက်တည်ပြခဲ့ပြီးတော့ United အတွက်အရေးကြီးတဲ့ရမှတ်တွေတင်းကိုရီကို ယူဆောင်ပေးခဲ့ပါရီအဲဒါကြောင့်မဲအမရင်ကအိုးတက်ဖို့မှာမကွမ်းရလို့ခေါင်းဆောင်မျိုးတွေဆက်ပြီးရှိနေစေချင်တာဖြစ်ပါရီအပြောင်းရှိစရာကြီး Fabrizio Romano ကတော့ United ကမကွမ်းရတဲ့စာချုပ်တည်တံ့တိုးဖို့စတင်ဆွေးနွေးနေပြီဖြစ်ကြောင်းသူ့ရဲ့အကောင့်မှာရေးသားတင်ပေးလာခဲ့ပါရီ Romano ကအခုရက်ပိုင်းအတွင်း United တာဝန်ရှိသူတွေနဲ့မကွမ်းရရဲ့ကိုယ်စားလှယ်တွေမျက်နှာချင်းဆိုင်တွေ့ဆုံကြပြီးတော့သဘောတူညီချက်တွေဆွေးနွေးနေကြကြောင်းလည်းပြောခဲ့ပါသေးတယ်။ Manchester United ဘက်ကလည်းမကွမ်းရရဲ့ကိုပောင်ဝင်ပတ်သက်မှုတွေနဲ့ခေါင်းဆောင်နိုင်စွမ်းကိုပျော်ရွှင်ကျေနပ်နေကြောင်းလည်းသိရပါသေးတယ်။ ဘဂွားရကမိုင်းတိုက်တက်ကနေထွက်ခွာဖို့အခွင့်အရေးလည်းရရှိခဲ့ပါသည်2023မှာဝက်ဆန်းကမကွမ်းရကိုခေါ်ယူဖို့ကြိုးစားခဲ့သေးတယ်လို့ညတဲ့ဘက်ကလည်းရောင်းချခြင်းခဲ့ပါသည်တမန်မကွမ်းရကပြောင်းရွှေ့ဖို့ငင်းဆန်နေပြီးတော့ United မှာပဲနေရာတစ်ခုတည်းဆက်လက်တိုက်ပွဲဝင်ခြင်းခဲ့ပါတယ်။ Manchester United က Ineos ရဲ့စီမံခန့်ခွဲမှုအောက်မှာမန်ကန်ရဲ့လမ်းကြောင်းတွေပေါ်ကိုပြန်တက်နိုင်ဖို့ကြိုးစားနေပါတယ်။ဒီခီးမှာမကွမ်းရကရောင်းချစရာကစားမလဲမဟုတ်တာကြောင့်မကွမ်းရကိုခိုးယူခြင်းနဲ့အသင်းအနေနဲ့ကစားမကိုဆွဲဆောင်ဖို့ပဲကြိုးစားကြတော့မှာပါ။ ။ညတဲ့အနေနဲ့တခြားအတင်းတင်းတင်းကနေမကွာရောက်ကိုလွတ်ပြောင်းရွှေ့ခြင်းနဲ့ခွင့်ယူမသွားခင်မှာသဘောတူညီချက်ရရှိနိုင်အောင်လို့အများဆုံးစူးစမ်းဖို့တော့လိုအပ်နေပါပြီ။ Emory ရဲ့အတင်းကဆန်ဒလန်ကိုလည်းရရှိခဲ့ပြီးတဲ့နောက်အဆင့်တစ်ဆင့်နေရာတွေပြန်လည်ရောက်ရှိလာနေပါပြီ။ညတဲ့ကတပတ်တပွဲပဲကစားရတာမို့လို့တခြားအယုံဆိုင်ကစားမယ်ဆိုရင်တရားဒီရီမန်းချက်ကြီးကြီးထားဖို့လည်းမိနိုင်ပါသေးတယ်။ညတဲ့အတွက်ရာဒီကုံမှာတော်ဖိုးဝင်ခွင့်ရရှိပြီးချန်ပီယံနေရာကိုရင်ခုန်နိုင်မှုမကွာရကကူညီပေးအောင်ပါလားဆိုတာဆက်လက်ပြီးတော့ဆောင်ကြည့်ရမှာဖြစ်ပါရည်များ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်။